ကမာကြီးကိုအနည်းနာခိုက်ပြီးလောကောက်ကိုကောက်ကွယ်ပေးတဲ့သူတွေကတော့ဆာလာနေပဲဖြစ်ပါတယ်။ရေးစိတ်ကြကြောက်တဲ့ဟော်တင်ထောက်သူជីကျူနဲ့အစားជីသူလိုအသေးပဲရတဲ့တောက်တိဆိုတဲ့ဆေးရောက်တတဝလေးကောက်ဟာတခြားကမ္ဘာကနေလာခဲ့ပြီးလူသားမျိုးနွယ်တွေကိုဖြစ်စည်းခဲ့ကြပါတယ်။အဲ့လိုပြည်စည်းနေတဲ့အချိန်မှာဆာလာသူရဲ့ကောက်တွေဟာလည်းထွေးပေါ်လာခဲ့ပြီးတတုတစ်သားရေမီပြီးတော့မြေဆွိုင်းဆိုတဲ့ဆွိုင်းငါမျိုးနဲ့အဲ့ဒီဆေးရောက်တတဝကြီးတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီဆေးရောက်တတဝတွေကအလောအင်မတန်မှဆွမ်းအားကြီးမှတဲ့အတွက်ဆာလာသူရဲ့ကောက်တွေဟာလည်းတခုတည်းသောဆွိုင်းဖြစ်တဲ့လေဆွိုင်းကိုသာစောက်ခွေလိုက်ကြပြီး အဲ့ဒီလေစွာရင်နဲ့အတူဆေးရောင်တတဝကြီးတွေရဲ့ဝိညာဉ်တွေကိုချိတ်ပိတ်နေနေနိုင်လိုက်ကြပါတယ်။အဲအဲကြောင့်ဆေးရောင်တတဝကြီးတွေရဲ့ဝိညာဉ်တွေဟာလည်းနေရာတစ်ခုစီကိုပဲလွတ်သွားခဲ့ကြပြီးလူရင်းနေထိုင်တဲ့လောကကြီးဟာလည်းတဖန်ပြန်လည်းညှိချက်သွားခဲ့ပါတယ်။အချိန်ကြာလာခဲ့တော့ဆာလန်သူရဲ့ကောင်းတွေဟာလည်းဆာလန်အမသာစီတဲ့သူတွေကိုစောက်ခွေလက်ဆက်ကပ်ခဲ့ကြပြီးဆာလန်အမသာစီတဲ့သူတွေကလည်းလူသားမျိုးနဲ့တူကိုကောက်ကွယ်ပေးဖို့အတွက်တာဝေါ်ယူလက်ဆက်ကပ်ခဲ့ကြပါတယ်။ရော်တီယာမှာမြေကတ်တယောက်ဟာလူတော်ရောင်လိုက်တာကိုခံနေခဲ့ရပြီးသူရဲ့နောက်မီနဲ့သူကိုယ်သူလည်းမိတ်ဆက်ပေးနေခဲ့ပါတယ်။သူရဲ့နောက်မီကလမ်းနဲ့လို့ခေါ်ကမြေကန်တယောက်ဖြစ်ပြီး လူတွေမကြားနိုင်တဲ့အရာတွေကိုလည်းတာမန်လူတယောက်ထိပုံမကြားသိနိုင်ပေမဲ့တချို့မကြားနိုင်တဲ့အရာတွေလည်းစီးနေတဲ့မြေကတယောက်လည်းဖြစ်ပါတယ်။လော်ခိုင်းတဲ့မင်းနဲ့တုံးဆက်ခါလောင်းကသူ့ကိုယ်သူစားလန့်သူရဲ့ကောက်လို့ဆိုကကလေးလေးကိုလည်းသူ့ရဲ့စားလန့်တစိတ်တွေကိုခြေထည့်ပြီးတော့ရောင်းနေခဲ့ပါတယ်။သူရောင်းနေတာကသူရန်ကောင်းစာအုပ်တွေဖြစ်ပြီးအဲ့ဒီစာအုပ်တွေကဘယ်လိုပုံစံစီလဲဆိုတာမှမမြင်ဘူးသားဖြစ်လို့သူ့ရဲ့အဓိကရောက်ချတာကတော့စားလန့်တစိတ်တွေပဲဖြစ်ပါတယ်။ကလေးလေးကိုလည်းလေကောက်ခန်းကခြေထည့်ဆေးပြားလိုက်ရပြီးအဲ့ဒါကြောင့်ပဲကလေးလေးကလည်းစားလန့်ဖြစ်တော့မယ်ဆိုတဲ့ရည်ရချင်းနဲ့သူ့စီကနေစားလန့်တစိတ်တွေကိုဝယ်ယူခဲ့ကြပါတယ်။အဲ့ဒီချိန်လ ိုင်းလေးကလည်းမကောင်းတဲ့အရာတခုခံစားမိလိုက်ပြီပျော်ပျော်ဆိုးဆိုးနဲ့ပဲဖြားဦးလူမိုက်တွေဟာလည်းရောက်လာခဲ့ကြကဖြားဦးလူမိုက်ဆိုတဲ့အတာကိုကြားရတယ်ဒီနေ့တဝိုင်းကလူတွေအားလုံးဟာလည်းပြေးသွားခဲ့ကြပါတယ်ဖြားဦးလူမိုက်တွေကတူတူရဲ့ရုပ်ရည်ကြောင့်လူမိုက်သာလုံနေကြပေမယ့်ချိတ်ချောက်ဘူဝသာအားသာကြတဲ့သူတွေဖြစ်ကြပြီအခုချိန်မှလည်းချိတ်ချောက်ပြီးတော့လမ်းနေစီကလည်းဓမြတိုက်နေခဲ့ပါတယ်လမ်းနေကတော့တူတူရဲ့ရုပ်ရည်ကိုမမြင်ရတဲ့အတွက်ချိတ်ချောက်နေတဲ့တူတူကိုလည်းမကြောက်တာဖြစ်လို့အဲ့ဒါကြောင့်ဘေးမှာစီးနေတဲ့မိဘကိုသာမျိုးချပြလိုက်ပါတယ်ဘိုင်းအောင်သွားတဲ့ဖြားဦးလူမိုက်ကလည်းပြန်လည်ဖို့ပြင်နေကြပြီသူ့ရဲ့အပေါပါတွေကတော့အပြတ်ပေးတဲ့အတွက်လိုက်ဖမ်းကြပါတယ် တယ်။ကိုလင်းစည်းချင်းနေမှာတော့လမ်းနဲ့တရာပြင်းနေခဲ့ရပြီးအစင်မပြန်နိုင်နေကြတဲ့ဗျာဥလူမိုက်တွေကြောင့်နေရာတစ်ခုတည်းဟုတ်ပဲဝဲလိုက်ရပြီးမှရေချိုးခိုင်းဖိနေတဲ့အတွက်အမြန်ပြေးထွေးလာခဲ့ရပါတယ်။ဒါဝိမဲ့အသိဆောင်နေကြတဲ့ဗျာဥလူမိုက်တွေစီမှာပဲအဝိုင်းခံလိုက်ရတာမလို့အဲအကြောင့်သူ့ရဲ့အကြောင်းအရုပ်ကိုအတုံးပြူကမေးကျက်လို့ဩခေါ်လိုက်ပါတယ်။သူအမြန်ခေါ်လေစီတဲ့မေးကျက်ဆိုတဲ့သူကသူ့ရဲ့မိဖြစ်ပြီးသူအဲလို့ခေါ်လိုက်တိုက်လဲမေးကျက်ကသူ့ရဲ့အစိကိုအမြန်ရောက်လာလေစီတတ်ပါတယ်။အမေကိုအဲလို့ခေါ်ရမလားဆိုကတချစ်တီးလိုက်ပြီးပြောက်ခေါ်သွားဖို့လုံနေချိန်တားနေကြတဲ့ဗျာဥလူမိုက်တွေကိုလည်းတယောက်တချစ်တီးလိုက်ကဆရာကြီးထားနေပါချိန်ချောက်လိုက်ပြီးအပြေကိုလဲရောက်သွားခဲ့ ော့ပြေးသွားခဲ့ကြပါတယ်။တဖင်းမှာတော့ဆားလက်ခါဆောင်တယောက်ကအနာခံမှာဖြေးလာမယ်မကောင်းတဲ့အရာတခုခံစားမိနေခဲ့ပြီ။အဲဒါကြောင့်သူရဲ့လူကိုလည်းစွိုင်းရင်ငေါခုအဖြစ်နောက်ထပ်စွိုင်းရင်တခုပါစီသေးတာဖြစ်လို့လောက်ခဲတဲ့73တွေကသူကိုမမ်းမီသေးလာလို့မင်းနေခဲ့ပါတယ်။လမ်းနေသူတာမီကလည်းနေရာတခုရဲ့ဆေးကိုသာခံစားချစ်ကိုစီနဲ့ရောက်လာခဲ့ကြပြီ။သူရဲ့သားလမ်းနေတဲ့သူအသက်ခွေထားတဲ့ကာစီနို site တခုမှာအတူတူသွားကစားကြပါတယ်။အားလုံးကိုခံစားမိနေတဲ့လမ်းနေအသွေးကအရန်ဦးလွယ်ကူနေခဲ့ကဘာပြောပြောတခုမှကြံမန်နေခဲ့တာမလို့ဒိုင်းရဲ့ရိုးဝေတိုက်ပညာဖြစ်တဲ့ကလစ်ကကြည့်နေတဲ့တောင်မှာထုံထုံတိုက်ခိုင်းနေခဲ့ရပြီ။အဲအတောင်မှာအစိမပြတ်နိုင် နေသေးတာဖြစ်လို့လူလေရွေလို့ဆိုကကိုက်ထုတ်လိုက်ကြပါရဲ့။ဆားလန်းကူမှာတိုက်ခိုက်ရဲတဲ့လူဆိုကချိတ်ချောက်ကထွေးလာခဲ့ကြပြီးလမ်းနှင်းကဘာတစ်ခုမှမရလိုက်ဘူးလို့ထင်နေချိန်မေးကျဲဝိတ်ထားတဲ့ငွေအနှံငယ်ကိုထုတ်ပြပါရဲ့။အဝေစုခွဲတဲ့အခါမှာလည်းမြတ်မြတ်တတလုံးနေတဲ့သူ့အမေကိုတင်းနေတဲ့လမ်းနှင်းကလည်းပြောတဲ့အခါလမ်းနှင်းရဲ့အဖေဆုပ်ပြီးကတဲ့ကသူတယောက်တည်းစားကြွေးခဲရတဲ့လူဆိုကအချိုသားနေခဲ့ပြီးသူ့အဖေနဲ့စားချစ်ပြီးကတဲ့ကဘာတစ်ခုမှမလုပ်ပဲဆားလန်းဖြေတော့မယ်လို့ဆိုကကလေးတယောက်ကငွေသွားခဲ့ပြီးမယ်။အခုချိန်ထိဘာမှမဖြေလာခဲ့တဲ့သူ့အဖေရဲ့ကြီးကြီးကျယ်ကျယ်စကားတွေကိုသာပြပြောပြနေခဲ့ပါရဲ့။လမ်းနှင်းကလည်းသူ့မအဖေတယောက်စီသေးရဲ့ဆိုတာကို ပြန်လည်စဉ်းစားမိသွားခဲ့ပြီးအတိတ်မှာတော့ကသူ့အဖေကပန်ကာတစ်ခုယူလာပေးကအဲ့ဒီ PC ကိုလည်းစားလန့်ရဲ့ရိုးဝဲချေတစ်ခုဖြစ်တဲ့လေဟုန်မန်တာလို့ပြောပြပါတယ်အဲ့ဒီချိန်စူနေတဲ့မေဂျာကိုလည်းလေးရဲ့အကြောင်းကိုပါဆေးပြနေခဲ့ပြီးသူ့ရဲ့သားကိုလည်းလမ်းနှင်းလိုမြေကန်တယောက်ကသာလေလေကိုခံစားနိုင်တဲ့သူလို့ဆေးပြပါတယ်သူ့ရဲ့သားကိုလည်းလေကိုခံစားနိုင်ဖို့အတွက်နီလန်မျိုးစုံနဲ့လှုပ်ပြနေခဲ့ပြီးအခုချိန်မှာလည်းဆော်ကိုအတုပ်ပြုကလေကိုခံစားခိုင်းနေခဲ့ပါတယ်အခုချိန်မှာတော့ထွေသွားပြီဖြစ်တဲ့သူ့အဖေရဲ့အကြောင်းကိုသာပြန်လည်စဉ်းစားနေခဲ့ပြီးတရုတ်ဆေးဆောင်နေတဲ့သူ့အမေစီကနေလည်းသူ့ရဲ့ဝေစုကိုသာပြတ်တောင်းနေခဲ့တာဖြစ်လို့မေဂျာကတော့ကိုဘွားနဲ့ က်ကိုနေကြမယ်လို့ဆိုကပြောလိုက်ပါတယ်အမေလို့ပြန်ခေါ်လိုက်တော့မေးချက်ကလမ်းနင်းကိုစိတ်မကောင်းဖြစ်သွားတယ်လို့ထင်နေခဲ့ပေမဲ့လမ်းနင်းကတော့သူ့အမေရဲ့ဝေစုကိုသာတောက်လိုက်ပါတယ်မေကလေးတယောက်ကစွိုင်းရင်ကိုအတုပ်ပြုကသူ့ရဲ့တခေကိုခေါ်လိုက်ပြီးအဲ့ဒီချိန်သူ့ရဲ့တခေကလည်းထိုမေကလေးကိုနောက်ထပ်အရာတစ်ခုတွားယူဖို့တဲ့အမေပိန်နေခဲ့ပါတယ်တဖင်းမှာတော့မေးချက်ကသူ့ရဲ့သားလမ်းနင်းမြေလုံးပြက်ကောက်ဖို့တဲ့အတုံးမွေဘူးဆိုတာကိုသိနေခဲ့ပေမဲ့ပြက်ကောက်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ခြင်းနဲ့သူ့ရဲ့သားအတွက်စီးလေးကိုလာဝယ်ပေးနေတာကလည်းအခုဆိုရင်9333ကျိတ်တောင်မှစီးနေပြီလည်းဖြစ်ပါတယ်အဲ့ဒီညမှာတော့သူ့ရဲ့သားလမ်းနင်းမြေလုံးပြက်ကောက်ဖို့အတွက် ူတောင်းနေတဲ့မေးချက်စီကိုလည်းအရာတခုကရောက်လာခဲ့ပါပဲ။အဲ့ဒီချိန်လမ်းနင်းကလည်းထူးဆန်းတဲ့အရာတခုခံစားမိသွားခဲ့တာမလို့တွားကြည့်ဖို့လုံနေခဲ့ပြီ။သူရဲ့အနောက်ကနေဗျာဥလူမိုက်တွေကလည်းလိုက်လာခဲ့ကြပေမဲ့လမ်းတဝင်းမှာတည်းပြတ်ဆုံးသွားခဲ့ကြပါပဲ။မေကလေးတယောက်ကအရာတခုကိုယူထုံးနေခဲ့ပေမဲ့ယူမရဖြစ်နေခဲ့ရပြီ။အဲ့ဒီချိန်လမ်းနင်းကလည်းရောက်လာခဲ့တဲ့အတွေ့ဝေပုံနေခဲ့ကလမ်းနင်းကလည်းအတန်လာရာစီကိုပဲဥတီချီကန်းလာခဲ့ပါပဲ။လမ်းနင်းကတော့အဲ့ဒီထဲကကြီးကိုအလွယ်တကူယူထုံးလိုက်ပြီ။အဲ့ဒီချိန်မန္တန်အာလုံးကလည်းပြောက်ွက်သွားခဲ့ကအန်အောင်းနေတဲ့ထူမေကလေးကိုလည်းလမ်းနင်းကတီးသွားခဲ့ပါပဲ။ဂျီတောင်းနေတဲ့ထူမေကလေးကိုလမ်းနင်းက ကလည်းပိုက်ဆံပိတ်ဖို့အတွက်ဈေးစင်းနေခဲ့တာမလို့အဲဒါကြောင့်ထိုမင်းကလေးကလည်းစတဲ့တိုက်ခိုင်းနေခဲ့ပြီပိုက်ပင်းကတခုမှမတက်တဲ့လမ်းနဲ့ကတော့ဂျီကိုမပိတ်တဲ့အတွက်အပန်းနဲ့အတီးခန့်နေခဲ့ရပါတယ်ဂျီကိုလည်းသူ့ပဇန်းနဲ့ငုံလိုက်တဲ့အခါအနောက်ကနေတော်တဲ့အတွက်ဘိုက်ထဲရောက်သွားခဲ့ပြီအဲ့ဒီချိန်ပြစီသွားတဲ့မန်တာကြောင့်မိသေးဟာလည်းပြိုကျလာခဲ့ကအောက်ပြိုကျသွားခဲ့ကြပါတယ် ။နောက်နေ့မနေ့မှတော့ကွေးလာတဲ့မြေလုံးပြပေးလိုက်ကသူ့ရဲ့အကြောင်းအရောကလည်းတိတိတတ်တတ်ရော်သွားခဲ့ပြီ။အဲ့ဒီချက်ရေထဲမှာမြေလိုက်ရတဲ့သူ့ရဲ့ပုံရိပ်ကြောင့်ပဲချွန်လိုက်တယ်လို့ပြောနေတယ်။မြေလုံးပြကောက်သွားပြီဆိုတာကိုလမ်းနေတောင်တိလိုက်ရပါပဲ။အဲအကြောင်းလမ်းနေကလည်းဒီနေရာရဲ့အရာအလုံးကိုလိုက်ကြည့်နေခဲ့ပြီ။သူ့ရဲ့အပြောဆွေးဆောင်အခြေတခုလည်းဖြစ်သွားခဲ့တယ်လို့ဒီကအရာအလုံးကိုလည်းခံစားနေခဲ့ကအဲ့ဒီချက်ရေချိုးနေကြတဲ့မိမလာလေးတွေကိုလည်းမြေလိုက်ရပါပဲ။လမ်းနေကတော့ကိုးပါးသားမြုပ်ကျင်းနေဖြစ်နေခဲ့ရပြီ။တေချာစဉ်းစားလိုက်တော့မှသူစားခဲ့တဲ့ခြေကြောင့်ဖြစ်သွားခဲ့တဲ့ဆိုတာကိုတိလိုက်ရပါပဲ။အဲအကြောင်းမြေလုံးပြကောက်သွားပြီဆိုတာကိုပြောပြဖို့အတွက်သူ့အမေစီကိုသာတိုက်ပြ းသွားတဲ့လမ်းနေကိုလည်းထိုမေးကလေးကဆောက်ကြည့်နေခဲ့ပါတယ်။လမ်းနေတရာသူ့ရွာရဲ့အစီကိုသာပြောင်းရောင်းလာခဲ့ပြီမယ်။အရာအားလုံးကတိတ်ဆိတ်နေခဲ့ကြမလို့တခုမှမနေပြီဆိုတာကိုခံစားမိနေခဲ့ပြီ။အဲအကြောင်မေးကျဲလို့អော်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ခဏနေတော့သူ့ရဲ့အနောက်ကနေတတ်တဝတကောက်ကသာရောက်လာခဲ့ပြီ။လမ်းနေကတော့ခွေလို့ထိနေခဲ့ပြီမယ်။အဲ့ဒီတတ်တဝကအလော်ကြီးမတဲ့အတွေ့ထွေးပြေးသွားခဲ့ပါတယ်။အဲ့ဒီတတ်တဝကလည်းသူ့ရဲ့နောက်ကနေအကြမ်းမကွာလိုက်လာခဲ့ပြီ။လမ်းနေကလည်းအပယ်နဲ့ပြေးနေခဲ့ရကလမ်းမလည်းပြောင်းလူမိုက်တွေနဲ့တွေ့သွားခဲ့ပါတယ်။မကောက်ဆိုးလာတဲ့အတွေ့ပုံနေရတဲ့ဆိုတာကိုမသိတဲ့လမ်းနေကတော့ပြောင်းလူမိုက်တွေကိုသာဆောင်းမင်းနေခဲ့ပြီ။ပြောပြောဆိုဆို နဲ့ပဲအဲ့ဒီတတ္တဝါဟာလည်းရောက်လာခဲ့တာအပေါ်ကနေခုတ်လိုက်ပြီးလာပိတ်လိုက်ပါတယ်။သူစီကတော့ဥတီလာနေတဲ့အဲ့ဒီတတ္တဝါကတော့သူ့သာစိုက်ကြည့်နေခဲ့တာမလို့ဘေးမှာစီးနေတဲ့တပူနဲ့အဲ့ဒီတတ္တဝါရဲ့နဖူးကိုထိုးလိုက်ပါတယ်။အဲ့ဒီပူစိကြောင့်လမ်းနေကလည်းတတ္တဝါအမိနဲ့ရိုက်မိသွားခဲ့ကလေပေါ်မှာဆိုရင်တင်းငိတ်သွားလေးစီတတ်တဲ့လမ်းနေကိုတဲရွေနဲ့ကူညီပေးလိုက်ကြပြီးလမ်းနေကဘာမှမဖြစ်တဲ့အတွက်ဝါသားနေတုံးမှာပဲတဲလေးဖုံးနေတဲ့အရာတခုကသူ့ရဲ့ပေါင်းနဲ့တက်သွားခဲ့ပါတယ်။တကယ်တော့စားလတ်သူရဲ့ကောင်းတွေကရောက်လာခဲ့တာဖြစ်ပြီးသူတို့ရဲ့စွာအတွေနဲ့အဲ့ဒီတတ္တဝါကိုတိုက်ခိုက်ကဖားချုပ်လိုက်ကြပါတယ်။စားလန်းကိုမြေသွားခဲ့တော့လမ်းနေကလည်းသူ့ရဲ့ဖေပြောခဲ့တယ်လို့စ ားလန့်တွေတကယ်စီသေးရဲ့ဆိုတာကိုတီးသွားခဲ့ပြီအဲအကြောင့်လမ်းနေကလည်းစားလန့်အမတ်သားကိုမေးကြည့်တဲ့အခါသူ့ပုံစံနဲ့မတူတဲ့အတွက်အန်အောနစ်ခဲ့ပြီပန်ဝေါ်ကျရဲ့စကားဝိုင်းကလည်းစားလာခဲ့ပါတယ်စားလန့်အခွဲကမကောင်းဆိုးဝါးရဲ့အကြောင်းကိုတီလာလို့မေးတဲ့အခါအဲ့ဒီချိန်ဖြောင်းအခွဲကလည်းရောက်လာခဲ့ကြပြီအဲ့ဒီညာအသွေးမှာပဲတတ်တဝတကောက်ကရောက်လာခဲ့တဲ့အပြင်လမ်းနေရဲ့မြေလောက်ကပါပြက်ကောက်သွားခဲ့တဲ့အတွက်လမ်းနေကြောင်လို့ဆိုကဆော်ဆွဲနေခဲ့ကြပါတယ်အဲအကြောင့်ပန်ဝေါ်ကျကလည်းသူ့ကြောင်လို့ဆိုကမန်းနေကြတာမလို့ ူမဟုတ်ဘူးလို့ဆွေးပြနေပေမဲ့အလုပ်ကရွာပြေကိုသာထောက်ဖို့ပြင်နေကြပြီအဲအကြောင်းဒေါသထွေးလာတဲ့လမ်းင်းကိုလည်းအရာတစ်ခုနဲ့ပြလိုက်ပါသူ့အဖေရဲ့စကားကြောင့်သူ့ကိုယ်သူစားလန့်တရားလို့ထင်နေခဲ့ပေမဲ့ကလေးတွေကလည်းသူ့ရောင်းခဲ့တဲ့ PC နဲ့ပဲဝိုင်းပြေးရေမိခေါ်ထုံနေကြတာမလို့လမ်းင်းတရားလည်းညိတ်သက်သွားခဲ့ပါအဲ့ဒီချိန်တတ်တော်ကလည်းပြေးသွားခဲ့တဲ့ဆိုတဲ့အတန်းကိုကြားလိုက်ရတာမလို့စားလန့်၃ယောက်ကလည်းလိုက်သွားခဲ့ ဲ့ဒီမကောင်းဆိုပါကဒီရွာတစ်ခုတည်းမှာပဲစီးတာမဟုတ်ပဲရွာသီးသီးမှာစီးကြတဲ့အတွက်သူတို့ကိုလိုက်ဖမ်းနေတာလို့ဆွေးပြပါပါလမ်းနေကတော့သူရဲ့အိတ်စီကိုသာဥတီသွားနေခဲ့ကသူရဲ့အိတ်ကိုလည်းရောင်းလာခဲ့တော့ပြေးစီးသွားပြီဖြစ်တဲ့သူတို့အိတ်ကိုသာမြင်လိုက်ရတာမလို့နောက်မလည်မှုများစွာနဲ့သူ့အမေကိုသာအော်ခေါ်နေခဲ့ပါပဲအချိန်အတန်ကြာအော်ခေါ်နေခဲ့ပြီမဲ့သူ့အမေကိုမတွေ့တာမလို့စိတ်ဆိုးအောင်လုပ်ခဲ့မိတဲ့အတွက်ပြန်လည်တောင်းပန်နေခဲ့ပြီဒုတိယအချိန်နေနဲ့ထန်းဆောက်ခွေလိုက်တဲ့အခါသူ့အမေရဲ့ပိုက်ဆံအိတ်ကိုသာတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်အနောက်ကနေသူ့ကိုမြင်ရတာမှမမီမာလာဆိုတဲ့အတတခုပေါ်ထွေးလာခဲ့ပြီဘာတခုမှနားမလည်တဲ့လမ်းနေကိုလည်းအဲ့ဒီအရာအလုပ်ကိုတတ်တဝက လှုပ်သွားခဲ့တဲ့အတွက်အဲ့ဒီတတ်တော်ကိုစာနိုင်တဲ့သူကလည်းသူတယောက်တည်းပဲစီးတာဖြစ်လို့သူ့အမိကိုစာချေရင်သူ့ကိုသာအာကိုရမယ်လို့ပြောနေထဲပါပဲပေးယူအနေနဲ့သူ့ပိုက်ထဲကကြေးကိုပေးရမှာဖြစ်ပြီးထိုမိကလေးကိုတော့မယုံကြည်ပေမဲ့ရွေးချယ်စရာမရှိတဲ့အဆုပ်ပေးယူလှုပ်လိုက်ကြပါပဲခကြီးကိုမစိတ်ခဲ့ထုံးဆိုင်တိုက်ဖြားဦးလူမိုင်ခွဲကလမ်းလေးကိုလာနိုင်ချင်းနေခဲ့ပေမဲ့ထိုမိကလေးကတော့မပြောမစုံနဲ့တီးထုတ်ပိနေခဲ့ပါပဲသူ့အမိကိုစာဖို့အတွက်နေမအားညမအားခီးဆင်းလာခဲ့ကနေရအတွက်တွေလမ်းအတွက်တွေတောင်းအတွက်တွေရေအတွက်တွေကိုဖျားချုံလာခဲ့ပြီးလမ်းလေးကိုလည်းခြေထွေးလာအောင်နီလမ်းမျိုးစုံနဲ့လုံးနေခဲ့ပါတယ်နီယာတစ်ခုစီကိုလည်းရောင်းလာခဲ့ကြတော့ထိုမိကလေး းကသူ့ကိုတခုခုလုံမဲ့လို့ထင်နေခဲ့ပေမဲ့မအောင်နိုင်တော့တဲ့လမ်းနေကတော့တားနေတဲ့ကြားထဲကနေသူ့ရဲ့ကိစ္စကိုပဲအေးသွားဆင်းနေခဲ့ပါပဲခဏနေတော့စားလန့်နေရောက်ကလည်းဇီယိုဆွာအောင်ခန်းစားမိကြတဲ့အတွက်ရောင်းလာခဲ့ကြပြီးထိုမိန်ကလေးကိုတိုက်ခိုက်လိုက်ကြပါပဲဇီယိုဆွာအောင်ဆိုတာကအေးကတဲ့ကစားလန့်တွေချိတ်ပိတ်ထားပြီးသားဖြစ်တာမလို့ပျောက်ဆုံးနေတာကြာပြီးဖြစ်တဲ့ရိုးဝဲဆွာအောင်တခုလည်းဖြစ်ပါပဲအဲ့ဒီဆွာအောင်ကိုလည်းထိချုပ်တဲ့တခေကစီးတာဖြစ်လို့အဲ့ဒါကြောင့်စားလန့်တွေကဆေးဆေးဖို့လုံနေချိန်ဇီယိုဆွာအောင်နဲ့ပြန်တိုက်ခိုက်တဲ့အတွက်နေအောင်သားလည်းအောင်းနေသွားခဲ့ကြကထိုမိန်ကလေးကလည်းမေးသွားခဲ့ပါပဲအဲ့ဒီချိန်လမ်းနေကိုလည်းဖမ်းဖို့ပြောလိုက်ပေမဲ့ထိုမိန်ကလေးကသူ့အမေကို ချားဖို့တဲ့ကုညီပိနိုင်တဲ့တူဒီတော်သူဖြစ်တာမလို့ဖားဖို့ညီပက်လိုက်ကအစိလော်ပြီးအောက်ကိုလည်းပြုတ်ကျသွားခဲ့ပါတယ်။ကျောက်တစ်ခုထဲကိုသာမြောင်သားရောက်လာခဲ့ကြပြီးထိုမေကလေးကိုလည်းနိုးဖို့ကြိုးစားခဲ့ပေမဲ့ကြံရမရတဲ့အဆောက်အတိုးနဲ့အရေးပါပေါက်လိုက်ပြီးနိုးလိုက်ပါတယ်။အဲဒါကြောင့်ထိုမေကလေးကလည်းပြန်လည်နိုးထလာခဲ့ပြီးဇီယိုဆွာကပါတဖန်ပြန်နိုးထလာခဲ့တာကြောင့်လမ်းနည်းကိုလည်းအကန်းကောက်လို့ဆိုကသူ့ချီကနေခြေကိုသာတောင်းနေခဲ့ပါတယ်။အတိစိမ့်မတ်နေတဲ့ထိုမေကလေးကဘိုက်ကိုဖောက်ခွဲပြီးတော့ယူမယ်လို့တောင်မှပြောနေခဲ့ပြီးအဲဒီအချိန်အနှဲငယ်ပြန်ရလာခဲ့တဲ့ထိုမေကလေးရဲ့အတိစိမ့်ကလမ်းနည်းကိုထွေပြေးဖို့ပြောလိုက်ပေမဲ့ဒါပေမဲ့ထွေပါမရှိတာဖြစ်လို့အခေးသွင်းနေခဲ့ပါတယ်။ အဲ့ဒီချိန်နောက်ပါတဲ့ပုံပြတစ်ခုကထပြောခိုင်းလိုက်တဲ့အခါရွေးချယ်စရာမရှိတော့တဲ့လမ်းလေးကလည်းသူ့အဖေလိုဆားလန့်လူတယောက်ဖြစ်ထိခဲ့တဲ့သူ့ဘဝရဲ့အကြောင်းကိုပဲနောက်ပါတဲ့ပုံပြတစ်ခုအနေနဲ့ပြပြပြလိုက်ပါရယ်